လက်ထပ်ပွဲပြီးဟန်နီမွန်ခရီးစဉ်ကိုလက်ကပါဘော်ကိုထွက်မယ်ဆိုပြီးတော့တနိုင်ကလုံးကိုပတ်ကြွားခဲ့တဲ့ပုံမနီတရေကြီးဦးစိုးထွန်းရှိန်ကိုလက်ထပ်ပြီးမှမင်းမီကျော်မော်ရီချမ်းမမီရဲ့ဘဝကတော့အဆုံးသတ်ခဲ့ရပါတယ်အင်မတန်မှဝမ်းနည်းဖို့ကောင်းပါတယ်ဦးစိုးထွန်းရှိန်ဟာတတော်လေးကိုတော့တထေးဖြစ်ပြီးတော့စောက်ကျင်ရုပ်တဲ့ကောင်ဖြစ်တယ်အခိခါရုံးက အစိုးရစီမကုမ္ပဏီတခုအနေနဲ့အခုပေးရမယ့်အရာတွေကိုခဏခဏပုံရှောင်နေလုံးဝမပြီးဘူးပုံရှောင်တာတောင်မှဒါထိုင်းနိုင်ငံမှာတွားရောက်ပြီးတော့ပုံရှောင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ပြန်မအစိုးရကတော့ကျွန်တော်တို့ဖန်ဝင်ရထုတ်လိုက်တယ်ပေါ့နော်မကြပါဘူးထိုင်းနိုင်ငံမှာပဲအဲ့ဒီကောင်ကိုဖမ်းမိသွားတယ်2019မှာတော့အဲ့ဒီကောင်ကထောင်ချသွားတယ်ဆိုတော့ချမ်းမမီကိုနဲ့ကအဆင်မပြေတော့ဘူး question လိုက်တာဖြစ်တယ်ချမ်းမမီကိုခင်ဗျာမှာ ဲ့ဒီနောက်ပိုင်းမှာတော်တော်လေးကို trauma တွေရသွားပြီးတော့ယောက်ျားဆိုရင်လုံးဝစိတ်နာသွားပြီဖြစ်ကြောင်းเนาะအစတုန်းကတော့ယောက်ျားတွေဟာတဏှာမှုန်းနှုံးကတော့အရင်နေချစ်ပြတယ်เนาะသူတို့လူကျင်တာရသွားပြီးပြီဆိုရင်တော့သူတို့ဟာကိုရီကိုအရင်လိုမဆက်ဆံတော့ဘူးเนาะဖောက်ပြန်နေတောက်စားမှုရတဲ့နှိမ့်ဆက်တွေဓာရီပဲလာတယ်ဆိုပြီးတော့ချမ်းမီကိုကကြော်သွားခဲ့တာပြီဖြစ်ပါတယ်ချမ်းမီကိုကတော့လောလောဆယ်မှာသူ့ရောက်ချမ်းနဲ့ကလေးတယောက်ရခဲ့တယ်ပေါ့နော်အဲ့ဒါကိုပြူးဆောင်းရှောင်းနေတယ်အခုချမ်းမီကိုရဲ့အလုံးဝကိုနော် စင်စင်ရဲရဲနဲ့ဝေါ်ကိုဖြတ်သန်းနေရတဲ့တပ်ပုံဗီဒီယိုဖိုင်တွေပြန်နှံ့လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝတော့အရင်ကသနာသွားကြတယ်ပေါ့နော်ချမ်းမီကိုကလုံးဝကိုလူရွေးမှားသွားတယ်ဆိုပြီးတော့ပြည်သက်တွေကတော့ပြောဆိုနေကြပြီပဲဖြစ်ပါတယ်ဟုတ်လေဟုတ်ပါတယ်ရဲမီမီကိုလက်ထက်တုန်းကတနိုင်ကလုံးဝအားကြခဲ့ကြတယ်တကယ်ကိုလင်းကောင်းသားကောင်းရှာတယ်ချမ်းသာတွေသူရတယ်နော်အဲ့လိုအားကြခဲ့ကြတယ်ဒါမှမဟုတ်ဘူးထင်မလဲနော်ချမ်းမီကိုရဲ့ခန္ဓာကိုယ်ရတာနဲ့အဲ့ကောင်ကဖောက်ပြန်နေပြည်သက်ကကျတော့နောက်ဆုံးတော့ပါဖြစ်လေ သူရဲ့တော့လုပ်ငန်းမှာတော့သူကအစိုးရရဲ့အခွင့်အရေးမပေးခြင်းနဲ့เนาะအခွင့်အရေးပေးရဖို့အတွက်သူများနိုင်ငံမှာတော့တွားရောက်ပို့ဆောင်နေတဲ့ကောင်ဖြစ်နေဆိုတော့ချဲမီကတော့တော်တော်လေးကိုဂျင်းမိသွားတယ်လူရင်းမှားသွားတယ်ပေါ့နော်ဒါကြောင့်မလို့ပြောချင်တာမိန်းကလေးရဲ့အနေနဲ့ပတ်စံရှိတိုင်းနဲ့မယုံချပါနဲ့เนาะမမိကိုတကယ်ချစ်ပြီးတော့မမိခြေတော့ပေါ်ရက်တည်နိုင်တဲ့ယောက်ျားမျိုးကိုရွေးချယ်ကြပါချဲမီကတော့အခုလုံးဝလုံးဝကိုသူ့ရဲ့ဘဝအခြေအနေက တမန်ချီကလူဒန်းစားဘွားနေပြီဖြစ်တဲ့ရတာဖြစ်တဲ့အတွက်သူရဲ့ပြဿနာတွေကတော့အင်မတန်မှဂျမ်မီကိုတော့စိတ်မကောင်းဖြစ်နေကြပြီလေဖြစ်ပါရယ်နော်